င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်လူသားချင်းရှိသေးဆုံးတဲ့သတင်းကျွမီတွန်ပွဲကိုစစ်တပ်အလေးချောင်းတိုက်ခိုက်မှုကုလသမဂ္ဂအတွင်းမှုချုပ်ပါဝင်နိုင်ငံတကာတန်ရုံးတွေကပြင်းပြင်းထန်ထန်ရှောက်ကြစကိုင်းနိုင်ချောင်းမြို့နယ်မှာအော်တိုဘာလ6ရက်နေ့ညပိုင်းလူသားချင်း ထိဆောင်ခဲ့ရတဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုကုလသမဂ္ဂဒေါက်တာတွေရဲ့မူသောအန်တိုနီယိုဂူတာရက်စ်ပါဝင်ရန်ကုန်ခြေဆိုင်နိုင်ငံတကာတန်အောင်တွေကပြင်းပြင်းထန်ထန်ရှုံချလိုက်ပါတယ်။မြန်မာစစ်တပ်အဲ့ဒီတိုက်ခိုက်မှုအရတားတွေကိုပြင်းမှတ်ထားစီးရတိုက်ခိုက်တဲ့လို့ရတဲ့ခုပြဖော်ပြခဲ့ရဖြစ်တယ်လို့ကုလသမဂ္ဂတွင်မူသောအန်တိုနီယိုဂူတာရက်စ်ကပြောဆိုရလို့ကုလသမဂ္ဂရဲ့ပြောရေးဆိုခွင့်ရှိသူကပြောတယ်။စကိုင်းတိုင်းချောင်းမြို့နယ်စစ်မီထုံဘွယ်ကိုစစ်တပ်ကစစ်တပ်လေဒီနဲ့ပုံကျဲချကြောင်းအနည်းဆုံးလူ၂၄ဦးသေဆုံးပြီး55ဦးဒဏ်ရာရှိကထေဆုံးထိခိုက်သူတွေမှာကလေးငယ်နဲ့အမျိုးသမီးတွေပါဝင်နေတာဖြစ်တဲ့ ။ဒါပြန်တော့သိစတဲ့ဘုံချတိုက်ခိုက်မှုကိုရန်ကုန်ချိန်ဆိုင် UK ဩစတြေးလျနဲ့ဆွစ်ဇာလန်တန်းတို့ကကန့်ကွက်ရှုံချကြောင်းဒီကနေ့မှထုတ်ပြန်တယ်။ဩစတြေးလျအနေနဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့မိထွန်းပွဲတော်ကျင်းပနေစဉ်ကာလအတွင်းတိုက်ခိုက်ခံရမှုတွေပါဝင်ပြည်သူလူထုပေါ်မြန်မာဆက်အနာရှင်အဖွဲ့အစည်းရဲ့ဆက်လက်တိုက်ခိုက်နေမှုတွေကိုရှုံချလို့ဆိုရတယ်။ ဆစ်ဇလန်တန်ယုံကလည်းသခိုင်းနိုင်ချောင်းမြို့နယ်ကဘာသာရေးပွဲတော်အတွင်းကလင်းငယ်တွေပါဝင်ရတတာစင်တဲ့အချိန်တင်ဆောင်ခဲ့ရတဲ့မြမတက်မရော်လေးသောတိုက်ခိုက်မှုကိုရှောင်ကြားလို့ထုတ်ပြန်တယ်။ရတသားတွေကိုမခွဲခြားပဲပုံကျဲတိုက်ခိုက်တာပြပြဆိုင်လူသားချင်းစာနာထောက်ထားမှုဆိုင်ဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့ဆစ်ဇလန်တန်ယုံကဆိုတယ်။ဆစ်ဇလန်နိုင်ငံနေနဲ့ဗလီပခါနဲ့ဆိုင်တဲ့ဖွဲ့ရအောင်ကိုပြပြဆိုင်လူသားချင်းစာနာထောက်ထားမှုဥပဒေနိုင်ငံတကာလူခွင့်ဥပဒေအောက်ကနေတာဝန်ဝိတ္တရားတွေကိုအပြည့်အဝလေးစားလိုက်နာဖို့နဲ့ရတသားတွေကိုကာကွယ်ပေးဖို့လိုအပ်တဲ့စီမံနေအောင်ကိုတောင်းဆိုရလို့ဆိုပါတယ်။ ဒီဖြစ်စရာနိုင်ငံတော်ဝန်ကရဲသားတွေပေါ်အနှံ့ရှိုင်းစွာစိတ်အနှောင့်အယှက်ဖြစ်စေအကြမ်းဖက်မှုလည်းတွေကိုထင်ရဆဲလို့ဆိုရဲရလားသူပဲအကြမ်းဖက်မှုတွေကိုချက်ချင်းရတန်းဖို့နဲ့လူသားချင်းစာနာမှုဆိုင်အကူအညီတွေတားဆီးမရှိဘဲကဲလုံကျန်စွာပေးရနိုင်စေရေးမတရားထိန်းသိမ်းခံထားတဲ့ကျင်းသားတွေကိုလွှတ်ပေးရတဲ့အားလုံးပါဝင်တဲ့ဆင်းနေမှုတွေလုံဆောင်ကြဖို့တောင်းဆိုရလို့ဩစတြေးလျနဲ့တန်ရွတ်တုံ့ပြန်ကြမှာပေါ်ပြရတယ်။ ယူကေတန်ယုံကတော့စကိုင်းနိုင်ချောင်းမြို့မှာဗုဒ္ဓဘာသာဝင်တို့ထုတ်မြန်ထားပေါ်တော့ရဲတွင်ကလေးငယ်တွေပါဝင်ရဲသားပြည်သူတွေတေဆုံခဲ့လေချောင်းတိုက်ခိုက်မှုသတင်းတွေကြားသိရတာအင်မတန်မှတုံ့လုံးဖွယ်ကောင်းတယ်လို့ပြောတယ်ဒီတိုက်ခိုက်မှုတွေအတွက်လက်ခံနိုင်ပွဲအကြောင်းပြချက်လုံးဝမရှိဘူးလို့လည်းဆိုပါတယ်ဆလာပြပူလာမြို့နယ်မှာခလာတရားတက်တိုင်နဲ့ခမ433တိုင်မှာစစ်မှုရန်တပ်သားနှစ်ဦးတနက်တလက်ရုဆောင်လာပြီးလင်းဝင်တနင်္သာရီတိုင်ပူလာမြို့နယ်မှာခလာတရားတက်တိုင်ကနေစစ်မှုရန်တပ်သားတက်တဲ့အုပ်နဲ့ခမ433တိုင်စစ်မှုရန်တပ်သားတက်တဲ့အုပ်တို့တနက်တလက်ရုဆောင်လာပြီး ။မလင်းဝေကကြောင်တောကြီးမွေအောင်တပ်ဖွဲ့ King Cobra Former Town ရှိသူကပြောတယ်။စတေမာလာ20ရက်နေ့ခမလေးက33တိုင်းမှာစစ်မှုရတတ်တာအစ်ကိုတိုင်းကတနက်ယူဆောင်လာခြင်းမရှိဘဲ King မျိုးသားလူမျိုးရေးတပ်တော် KNL တပ်မှလေးတိုင်းခုနှစ် KNDO တပ်ခွဲနဲ့လာကတောကြီးမွေဟောက်တပ်ဖွဲ့တို့ထံကိုအလင်းဝေရောက်လာခဲ့ကြောင်းအတော်ပါလဆယ်ရည်နေမှာလဲပူလောမြွနယ်မှာခလာတရားတိတိုင်ကနေစစ်မှုရန်တပ်သားအစ်ရဲတီဟာတနက်တလနဲ့သူလင်းဝင်းဆက်သွဲလာကြောင်းဒေါ်ကြီးမွေအောင်တပ်ဖွဲ့ရဲဘော်တွေကတော့ကျိုးစိုးလက်ခံရရှိခဲ့ကြောင်းသိရတယ်။ ရလင်းဝရောက်လာတဲ့စစ်မှုထမ်းတပ်သားတင်ရဲတီဟာနဲ့ဒုလက်နက်အမေဝမ်တလက်ကြီးပေါလေးကိုပါတင်ဆက်ရွှေခဲကြောင်းစစ်မှုထမ်းတပ်သားတင်ရဲတီဟာကအသက်၁၉နှစ်ရွယ်ဖြစ်ပြီး2024ခုနှစ်ဇန်နဝါရီလ15ရက်နေ့မှာအတင်းရမဖန်စီခံခဲ့ရပြီးမိမျိုးကိုပို့ဆောင်ခံခဲ့ရကြောင်းတခြားလင်းဝင်စစ်မှုထမ်းတပ်သားတင်ကိုတိုင်းမှာတော့အသက်29နှစ်ရွယ်ဖြစ်ပြီး2024ခုနှစ်ဧပြီလ17ရက်နေ့မှာဂျပန်စစ်ကောင်စီကအတင်းရမတပ်သားဖြစ်စူဇာကမိမျိုးကိုပို့ဆောင်ခံသူဖြစ်ကြောင်းသိရတယ်။ ပြည်သူ့ရင်ခွင်ခုလုံလိုက်စစ်မှုရဲတပ်သားတွေကိုတောကြီးမွေရောက်တပ်ဖွဲ့ကထိုက်တန်တဲ့စုချင်းကိုရချင်းမြင်ပြီးကောင်းမွန်စွာဆောင်ရှားမှုပေးထားခဲ့ကြအောင်လာထုပင်အာနာရှင်စစ်ကောင်စီချမ်းဖတ်စစ်တပ်ကစစ်မှုတန်းနဲ့အလင်းဝင်ရောက်ပြီးပြည်သူ့ရင်ခွင်ခုလုံလိုပါကတောကြီးမွေဟာတပ်ဖွဲ့အဖြစ်တပ်ဆန်နေမြေတီတီမှာတော်လိုင်းတပ်ဖွဲ့ထံကိုဆက်သွယ်နိုင်ကြောင်းတောကြီးမွေရောက်တပ်ဖွဲ့ကင်းကော့ဘရာ4ကအတည်ပြုလို့ဆိုရတယ် ဆလဘီမွားမြို့နယ်သားစီကျန်းထောင်ဝင်းနဲ့ရဲစခန်းတို့ကိုတိုက်ခိုက်မှုပါရဲတုံးသိဆုံးငန်းစုံမှာလည်းစစ်ကြေးကောက်နေစစ်တပ်ကိုတိုက်ခိုက်မှုစစ်သားတုံးသိဆုံးမန်လွတ်တိုင်းငန်းစုံမြို့နယ်မြို့သားစင်းမြောက်တောင်မှပြည်သူတွေကိုစစ်ကြေးကောက်နေတဲ့အကြပ်ဖက်စစ်တပ်ကိုတိုက်ခိုက်ရာစစ်သားတုံးသိဆုံးကြောင့် Special Trap 4ငန်းစုံမှာတောင်ရှိသူကပြောတယ်။အော်တိုဘလရှန်နဲ့ညနေ၄နာရီခန့်ချိန်ငန်းစုံမြို့နယ်မြို့သားစင်းမြောက်တောင်မှပြည်သူတွေနဲ့ခိသားကားတွေကိုစစ်ကြေးကောက်နေအကြပ်ဖက်စစ်တပ်ကို SDN ငန်းစုံဘက်ကတောက်တိုက်ခိုက်ခဲ့တယ်။အလားတူစကိုင်းတိုင်းမှာမြို့နယ်သားစီကျဲအနောက်ဖက်ရှိကျဲဖက်စစ်တပ်ရဲ့ ထောင်ကြီးကွင်းနဲ့ရဲစခန်းတို့ကဝင်ရောက်တိုက်ခိုက်မှုမှာရဲတုံးတင်ဆောင်ခဲ့ကြောင်းမမတတော်ဘာမအမိကတရင်ထုတ်ပြန်နေအတို့ဘလာချာနေညနေ9နိုင်ခန့်ချိန်မှာမြို့နယ်တာစီကျအနောက်ဖက်ရှိဂျပန်စစ်တပ်ရဲ့ထောင်ကြီးကွင်းနဲ့ရဲစခန်းတို့ကဘာမတတော်ဘာမအမိအမှန်နဲ့အစ်စ်ဦးစီကိုကဲရုံအောက်မှာရှိတဲ့အမှန်ငါငါတိုင်နဲ့မဟာမိတ်ပူပေါင်းတပ်တွေကတွားရောက်တိုးစင်စင်တိုက်ခိုက်ခဲ့ကြောင်းသိရတယ်အစောပိုင်းတိုက်ခိုက်မှုကိုဗမာတပ်တော်ဗမာအာမေးအမှတ်နှစ်စစ်ဦးစီကိုကဲမူယုံကိုကဲမောင်ရှိအမှတ်ငါးငါးတရင် Hero Brother Moya Defense Force မိုဟိန်းဒီဖန်ဖော်ဖီနစ်လွင်ပြင်းတော်လိုင်းအင်အားစုထရက်အာမီရွှေထရီကန်မဟာမိတ်တရင်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ ဆလဘီဘီလင်းမြို့နယ်ပြင်းမပင်စိတ်အနောက်ရွာကိုစစ်တပ်ကလင်းနဲ့ပုံကျဲမှုတွေတိုက်ဆုံးသူ9ဦးမှာ6နှစ်ကနေ12နှစ်ရွယ်ကလေးငယ်တွေဖြစ်မွန်ပြည်နယ်ဘီလင်းမြို့နယ်ပြင်းမပင်စိတ်အနောက်ရွာကိုဂျပန်စစ်တပ်ကလင်းနဲ့ပုံကျဲမှုကြောင့်တိုက်ဆုံးသူ9ဦးမှာ6နှစ်ကနေ12နှစ်ရွယ်တင်ကလေးငယ်9ဦးဖြစ်ကြောင်းဒေသပြည်တွေကပြောတယ်။အော်တိုဘာလ9နှစ်ည8နာရီကျော်ခန့်မှာဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလင်းနဲ့ပြင်းမပင်စိတ်အနောက်ရွာကိုပုံကျဲတိုက်ခိုက်ခဲ့တယ်။အဂျပန်စစ်တပ်ပုံကျဲတိုက်ခိုက်မှုအတွေ6နှစ်ရွယ်9နှစ်ရွယ်9နှစ်ရွယ်10နှစ်ရွယ် ဆန်းနှစ်အရွယ်တို့ပွဲချင်းမိတဲ့ဆောင်ခဲ့ကြောက်တည်ရတဲ့ထိုပြေလေးကြောက်တိုက်ခိုက်မှုတွေနေနေလဲဒီကိုက်ပြည့်စည်ခဲ့ပြီးဒဏ်ရာရရှိသူခုနှစ်ဦးထပ်မင်းရှင်းကြောင်းတည်ရပါတယ်စစ်ခွဲတွေကလည်းကြောက်တိုက်ခိုက်လို့တိတ်ဆုံးတဲ့တွေကကလေးငယ်ပဲထပ်တည်ရတယ်အလားတူအော်တိုဘလော့ဆယ်ရင်နေမနက်9:30မိနစ်ခန့်ကလည်းဂျက်ဖက်စစ်တပ်ကတနင်္သာရီမြို့နယ်တကူရွာကိုလေနဲ့ပုံစံတိုက်ခိုက်တာကြောင့်ကလင်းငတ်တအုပ်ပဝင်လမ်းသွားလမ်းလာပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဆက်လက်ဗမာကစစ်ကောင်စီတပ်ဆွဲအနေနဲ့ခုခေတ်အထက်မှန်တိုင်ပိုင်းကချင်းပြည်နယ်ဗမာမြို့နယ်ကစစ်ကောင်စီတပ်ဆွဲအနေနဲ့ခုကဒူဘလက်စင်ဒီမနက်မှာကချင်းလွတ်လပ်ရေးတပ်မတော် KI ပြပေါ်တက်ကအထက်မှန်တိုင်ပိုင်းနိုင်ခဲ့ကြောင်းကချင်းစစ်တပ်မြို့ချုပ်ကပြောရင်ဗမာမြို့အထက်ကတင်နီစစ်ကောင်စီတပ်ဆွဲပြွာ၃နေရာကိုရှင်းလင်းသိမ်းပိုက်နိုင်တယ်လို့ကချင်းစစ်တပ်မြို့တက်ကလူမှုကွယ်မှာရေးသားထားတဲ့ပတ်သက်ပြီး KI နဲ့ဒေသစစ်တပ်မြို့ချုပ်ကမေးမြန်းတဲ့ခုကိုသိမ်းပိုက်ထားနိုင်တယ်လို့ဆိုတဲ့ ။ KAI ပူပေါင်းတက်အော်တိုဘောလာကိုရဲနေကဗမော်သုံးပိုင်ဘက်ကစစ်ကောင်စီနေရာသုံးခုတင်ပိုင်နိုင်ခဲ့အဖြစ်တဲ့အော်တိုဘောလာမှာဗမော်တိုက်ပွဲတွေပြင်းထန်ပြီးစစ်ကောင်စီဘက်ကဗုံးမှုဆင့်အပဝင်30ဦးကျော်တိတ်ဆုံမှုရှိခဲ့ပါတယ်။စစ်ကောင်စီတပ်ဆန်နေရာတွေတင်ပိုင်နိုင်နိုင်နဲ့ပတ်သက်ပြီးမေးမြန်းဖို့ KAI တရင်ပြန်ကြားရေးဌာနတာဝန်ခံဗုံးမှုကြီးနော်ဘူးစီကိုဆက်သွယ်ထားဆဲဖြစ်ပါတယ်။ ဇေကစင်ကလည်းခုနှစ်ဩဂုတ်လမှာဆင်းရရရေချောင်းကဖြစ်တယ်မီတံပြတ်ထိုးစစ်ဆင်လာကဲတိန်ထန်နေရချို့ပြန်လဲလက်လွတ်ခရအခြေအနေမှာအပြန်လန်ထိုးစစ်ဆင်မှုရှိနေပြီးတိုက်ပွဲတွေပြင်းထန်ကအခုရက်ပိုင်းအတွက်စစ်ကောင်စီတပ်တွေကာကေးစကန်နေပြန်လဲလက်လွတ်ဆုံးရှုံးရတာပဲဖြစ်ပါတယ်ဆလဘီနေပြည်တော်နဲ့စစ်တောင်းမြေဝန်ဒေတာစစ်စင်ရဲစုဖွဲ့မှုကောင်းကောင်းနဲ့အရှင်မြင့်လုံဆောင်နဲ့ပြောအမှတ်16စတင်ဖွဲ့စည်းအကြပ်ပတ်စစ်ကောင်းဆောင်နဲ့ခြေချအနေပြည်တော်ထိုးဖောက်နိုင်မှုအပောင်းဝင်စစ်တောင်းမြေဝန်ဒေတာဆွေးနွေးနိုင်အတွက်ရည်ရွယ်ပြီးနေပြည်တော်တိုင်းစစ်ဌာနကပြောအမှတ်16ကိုတိုင်းလင်းနဲ့စတင်ဖွဲ့စည်းလိုက်ကြောင်းနေပြည်တော် PDF ကသတင်းထုတ်ပြန်နေ အော်တော်လိုက်ကိုရမနက်ပိုင်းမြို့သားညွေဆွဲကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်နှစ်ဆင်းစင်နေမြင့်နေပြီးတော့တိုင်းစစ်ဌာနရဲ့ပြည်အမှတ်၁၉ဖွဲ့စည်းခြင်းခန်းနာကိုနေပြီးတော့တိုင်းစစ်ဌာနရဲ့လှုပ်ရှားဆိုးမှုရာစစ်တမ်းမြဝန်တနီယာမှာလှုပ်ဆောင်ခဲ့ပါတယ်။ပြည်အမှတ်၁၉မှာကရင်အနေနဲ့နေပြီးတော့စစ်တမ်းမြဝန်ဒေသရဲ့တဆေးဖော်ဆောင်မှုရဲ့လှုပ်ဆောင်တဲ့နေပြီးတော့တိုင်းစစ်ဌာနလာခံတရင်တို့ပါဝင်ပြီးဖွဲ့စည်းနိုင်ဖို့အတွက်အချိန်ပြင်ဆင်ခဲ့ရတယ်လို့သိရပါတယ်။ ကျွန်တော်ပြရဆက်ကိုဖွဲ့စည်းပေါ်ဆောင်မှုပြင်ဆင်ရခြင်းတစ်ခုကြာခဲ့ပြီးအကောင့်ထဲကတော့ခုမှဖော်လိုက်တာနေပြီးတော့တိုင်းစစ်ဌာနကအရင်ကလည်းကင်းဒီဒေတာတဲ့တိုင်းတချို့ကာကင်ဝိုင်းကူရာမျိုးရှိခဲ့တဲ့တိကစေးလှူရှာတာကနေပြီးတော့နီစစ်တောင်မြဝန်ဒေတာလို့နေပြီးတော့တိုင်းစစ်ဌာနတာဝန်ရှိသူကပြောပါတယ်အကန့်နာကိုနေပြီးတော့တိုင်းစစ်ဌာနဆေးအရာရှိပြောအမဆက်ကိုတာဝန်ရှိသူတွေပေါင်းတဲ့တိုင်းလင်းရဲ့တိုင်းရင်မှုတို့တိုင်းရင်မှုနဲ့တာဝန်ရှိသူတွေရေပေါ်တယောက်ခဲ့လို့သိရပါတယ်နောက်ဆက်အပ်ကြတဲ့အတွက်သူဝင်ကျေးဇူးတင်ရှိပါရှင်